ီမကရတိုင်းပေါ့အိန္ဒိယမှာဖြစ်ခဲ့တဲ့စတိုရီပေါ့ဒါအစာအုပ်ထဲမှတ်ထားလို့ဗမာပြည်မှာလည်းဒီပုံဝတ္ထုတွေရှိမှာပဲမှတ်တမ်းတင်မထားတဲ့အခါကျတော့မသိဘူးပေါ့နော်မြန်မာပြည်မှာလည်းရှိတာပဲဒါမကရတိုင်းကမဆလဆိုတဲ့ရွာမှာ လူတယောက်ကသူကအများအတွက်လှုပ်ဖို့သူကောင်းထဲမှာရှိတယ်သူကောင်းထဲမှာရှိတော့ သူနေတဲ့နေရာလေးတခု သူတာသာဟရာလေးဖြစ်အောင်လုပ်တတ်တယ်။သူနေမဲ့နေရာအများတော်လာတဲ့နေရာလေးတို့သူနေရာလေးတာသာဟရာလုပ်တဲ့အခါကျတော့သူလုပ်ထားတဲ့နေရာလေးကနေခြင်းစရာဖြစ်လာပြီဆိုရင် လူတွေဆိုတာကိုယ်ကိုယ်တိုင်တော့မလုပ်ချင်ဘူးအနိုင်ကျင့်နေတဲ့စိတ်အတက်ကလူတွေမှလည်းရှိတယ်။တရိษံတွေမှလည်းရှိတယ်လေ။ကိုယ်အိမ်မှာမွေးထားတဲ့ခွေးတွေကြီးပေါ့။ခွေးတကောင်ကောင်းစားနေနောက်ကအနိုင်ကျင့်တဲ့ခွေးကရောက်လာတာ။ ယ်နော်ကြိုက်ထုတ်ပလိုက်တာပဲနော်အဲ့ဒါမျိုးတွေကတိဋ္ဌာန်တွေမှာလည်းရှိတယ်လူတွေမှာလည်းအဲ့ဒီအကျင့်တွေဟာရှိတယ်အဲ့ဒီလူကသူလှလှပပတာတာရရလေးဖြစ်အောင်မြေညှိပြီးတော့ထားတဲ့အချိန်မှာဒီပြင်လူတယောက်ကသူ့ကိုပခုံးနဲ့တိုက်ထုတ်ပြီးတော့အဲ့ဒီနေရာဝင်လူယူလိုက်တယ်လူယူလိုက်တော့အဲ့ဒီလူကစိတ်ဆိုးရမယ့်အစာတုံ့ပြန်ပြီးတော့ရမ်းမဖြစ်ဘူးစိတ်မဆိုးဘူးဘာလို့လဲဆိုတော့သူသူကောင်းထဲမှာဘာရောက်တာလဲဆိုတော့ ေးပါရတဲ့နေရာဆိုတာလူတိုင်းကြိုက်တာပါလားဆိုရဲ့အတွေးလေးပဲတွေးတယ်သူကောင်းလှုပ်ထိုင်သာသာရရာလေးဆိုရင်လူတိုင်းကြိုက်တယ်ဆိုရဲ့အသည့်နောက်တနေရာပြောင်းလှုပ်တယ်အဲ့ဒီနေရာလေးပဲမြင်တဲ့သူကနေဝင်ပြီးတော့ပခုံးနဲ့တွန်းထုတ်ပြီးတော့အဲ့ဒီနေရာလူယူပြန်တယ်အဲ့ဒီမှာလဲသူကဖယ်ပေးလိုက်တယ်နောက်တနေရာလှုပ်ပြန်တယ်တနေရာလှုပ်တော့လဲဒီလိုပဲအနိုင်ကျင့်ပြီးတော့လာယူတယ်ဖယ်ပေးလိုက်တော့သူဟာဆုံးဖြတ်ချက်အခိုင်အမာချလိုက်တယ် လောကမှာလူတိုင်းလူတိုင်းဟာตายာလှပ်ပါတာကိုအကုန်ကြိုက်ကြတယ်ဆိုပြီးတော့ငါตายာလှပ်ပါအောင် လုပ်မယ်လို့ဆိုတဲ့စိတ်နဲ့အိမ်ကနေပြီးတော့ပေါပြားတစ်ခုယူလာပြီးလမ်းဘေးမှာလူတွေသွားလာတဲ့အခါမှာတဲဖို့ခိုးဖို့နေဖို့ထိုင်ဖို့ပေါ့လေဝင်ရောက်နားဖို့တစ်ပင်အိပ်အောက်တွေပါဒီမှာတန်တန်ပြန်ပြန်ဖြစ်အောင်သူကစပြီးလှုပ်တော့တာဘာလို့လို့ဆိုရင်လူတွေဟာตายာတာလှပ်ပါတာတန်ရှင်းတာကိုကြိုက်တယ်ဆို အများကျိုးအတွက်ငါလုပ်မယ်ဆိုပြီးအဲ့ဒီလူကလှုပ်တယ်လှုပ်တော့သူနဲ့စိတ်ဆန္ဒချင်းတူတယ်လူတယောက်ကတကယ်ချင်းမလှုပ်တာလို့ဆိုအေးငါကတော့အများအတွက်တာယာလက်ပါတဲ့နေရာတွေငါဖန်တီးတာပဲလို့ဆိုတော့အေးငါလည်းပအောင်မယ်ငါလည်းဝိုင်းလှုပ်မယ်ဆိုပြီးတယောက်ကဝိုင်းလှုပ်နောက်တစ်ခါတယောက်တယောက်နဲ့လှုပ်လိုက်တာလူပေါင်း33ယောက်ဖြစ်သွားနော်သူ့အဖွဲ့အစည်းတွေလူတောက်လား တောင်းလာတဲ့အခါမှာသူတို့ကပူပြီးတော့ကြီးကျက်တယ်။သွာလာတဲ့လူတကာသွာလာတဲ့လမ်းတွေကိုခြိုင်ကျင်းနေမရှိအောင်တန်တန်ပြန့်ပြန့်ဖြစ်အောင်လှပအောင်ဘေးကလမ်းဘေးကတပင်းရိပ်တွေပန်းနေပန်းပင်နေပါတွေနဲ့အဲ့လိုဆိုင်ပြီးတော့ကုသိုလ်လုပ်တာသူတို့ကုသိုလ်လုပ်တဲ့လုပ်ငန်းကြီးတခုလုပ်ကြအဲ့ဒီလိုအုပ်စုဖွဲ့ပြီးတော့တငယ်ချင်း33ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့အဲ့ဒီလိုလုပ်နေကြတာ ကြေးရွာအခုခေတ်ပြောရင်တော့ကြေးရွာအုပ်ချုပ်မှုရေးမှုလို့ခေါ်မှာပေါ့နော်အဲ့ဒီခေတ်ကတော့ရွာစားလို့ခေါ်တယ်ဘယင်ကနေပြီးတော့ရွာစားပေးထားတယ်လူကရွာစားပေးထားတယ်လူကသူ့အတွေးဟာတမျိုးဒီလူတွေအခုလို့လမ်းမှာတန်တန်ရှင်းရှင်းနေလူသွားလူတကာသွားတဲ့လမ်းတွေရှင်းလင်းတုတ်တင်ပြီးခြိုင်ခြင်းမရှိအောင်ပြင်ဆင်အောင်လုပ်နေကြတဲ့အခါ ူကရောက်လာပြီးတော့မေးတယ်မင်းတို့ဘာလုပ်ကြတာတော့ဆိုအာကျွန်တော်တို့လမ်းပညာတာအများသွားလာတဲ့လမ်းตายအောင်လှုပ်ထားပါလို့ဆိုအဲ့ဒီသူရဲ့ခေါင်းထဲမှာဘာပေါ်လာတော့စဉ်းစားကြည့်တော့လူတိုင်းဟာအကောင်းမပေါ်ဘူးခေါင်းထဲမှာပေါ်လာတဲ့ဟာတော်တော်ကြောက်စရာကောင်းတယ်သူကဘယ်လိုခေါင်းထဲပေါ်တော့ဆိုဒီလူတွေလှုပ်ထားကိုကောင်းတယ်လို့သူမမြင်ဘူးဘာလို့လဲတော့ဆိုသူအခွန်ကောက်လို့မရဘူးလေဒါခွန်ကောက်လို့မရတော့ မင်းတို့လူဆိုတာတဲ့တော်ထဲမှာလဲတားကောင်းနေတတ်ဖြတ်ရောင်းဝယ်အဲ့ဒီလိုလုပ်ပါမှာဘောတဲ့အယက်သေးစားတွေရောင်းအယက်တွေပါတွေတောက်အဲ့လိုလုပ်ရင် तू ကအခွန်ကောင်းလို့ရမှာဟုတ်အဲ့ဒါမျိုးလှုပ်ဖို့ तू ကတိုက်တွန်းတာမင်းတို့ဓာတ်တွေလုံနေလို့အကျိုးမရှိဘူးဘောတော်ထဲမှာသွားလဲတော်ကောင်းနေတတ်ဖြတ်အဲ့ဒီလိုစီးပွားရှာတဲ့အလုပ်တွေလုပ်ဖို့ तू ကတိုက်တွန်းတယ် သူစီးပွားကလည်းဒုစရိုက်နဲ့ပတ်သက်တဲ့စီးပွားလေးကြီးသူလွန်ညံ့ဒီလူတွေကတရားမှလက်မခံဘူးဒီအလုပ်တွေသူတို့စိတ်ဝင်စားဘူးမလုပ်ဘူးကုသိုလ်ကောင်းမှုပဲလုပ်မယ်လို့ပြောလိုက်တော့မချိနှက်ဘူးသူကမချိနှက်တဲ့အခါမှာဒီလူတွေကိုခုခေတ်စကားနဲ့ပြောရင်အချွန်နဲ့မတာပေါ့နော်၆တွန်းတာဒါလူဆိုတာဟာဘယ်ခက်မှာပဲဖြစ်ဖြစ်မကောင်းတဲ့လူကမကောင်းတဲ့အတွေ့ပဲတွေ့တယ်ကောင်းတဲ့လူကကောင်းတဲ့အတွေ့ ခင်နဲ့မဆိုင်ဘူးလူရှိသမျှဒီတိုင်းပဲဒါမှတ်ပြီးတော့နော်လူရှိသမျှလူဟာကောင်းတဲ့လူဟာကောင်းတဲ့အတွေ့နဲ့ပြောမယ်မကောင်းတဲ့လူဟာမကောင်းတဲ့အတွေ့ပဲလုပ်တယ်အဲ့ဒီမျိုးသားကဘာလုပ်တုံးဆိုဒီလူတွေငါစကားနားမထောင်ဘူးပေါ့နားမထောင်တော့ငါဒီကောင်တွေတော့ဒုက္ခရောက်အောင် လုပ်မယ်ဆိုရင်ဘီယင်စီတရင်ပို့တဲ့ report တက်လိုက်တာပေါ့နော်သူရမှာဒီအုပ်စုဖွဲ့ပြီးတော့နေတဲ့လူတွေ လူ30ကျော်ရှိတယ်ပေါ့ဒီကောင်တွေစိတ်မချရဘူးပေါ့အုပ်စုဖွဲ့ပြီးတော့ဘာလို့ကြမှမသိဘူးအုပ်စုဖွဲ့ဒီကောင်တွေခိုးစိုးတိုက်ခိုက်ဖို့အုပ်စုဖွဲ့တာ ဖြစ်နိုင်တယ်ဘီရင်ကြီးစီတရုတ်တင်လိုက်တဲ့အခါကျတော့ဘီရင်ဆိုတာလည်းပဲဖြောင်းကနေဆိုဒေါသထွက်တာအများတယ်လေခိုးလူကသူ့လူကိုမျိုးသားကသူခန့်ထားတဲ့လူသူခန့်ထားတဲ့လူပြောတဲ့စကားပဲသူကနားထောင် ဒီလူတွေတကယ်လုတ်တယ်မလုတ်ဘူးသူဘာမှမသိဘူးမသိတော့တခါတည်းကဖမ်းကွာလိုက်အဲ့ဒီလူတွေဖမ်းခိုင်းလိုက်ကျိုးနဲ့တုပ်ပြီးတော့လမ်းတော့ခေါ်လာနိုင်ရင်ပြန်ရောက်တဲ့အခါကျတော့မင်းမြန်စစ်ဆေးခြင်းမလုတ်ဘူးဒီကောင်တွေဆင်းနဲ့နင်းတက်လိုက်ဒါတော့ဆိုးတဲ့ကောင်တွေဆိုပြီးတော့သူတို့ဘာလုပ်တယ်ဆိုတော့ဘယင်းကြီးကမေးကုန်မမေးဘူးအုပ်စုဖွဲ့တယ်ဆိုကြတဲ့သူ့ကိုရန်ရှာမဲ့ထင်တာပုံကံမဲ့ထင်ပြီးတော့အဲ့ဒါဆင်းနဲ့နင်းတက်ခိုင်း အဲ့တော့ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကသူ့နောက်လိုက်တွေကိုဘာပြောတော့ဆိုတကယ်ချင်းတို့တို့ဘာမှမတတ်နိုင်ဘူးဒီချိန်မှာရှင်းပြလို့လည်းမရဘူးအဲ့တော့တို့မေတ္တာမှတပါးတို့အားကိုးစရာမရှိဘူးရွာစားပေါ်လဲမင်းတို့စိတ်မဆိုးချမ်းနဲ့ကွာမေတ္တာပွားဘယင်းကြီးပေါ်မှာလဲစိတ်မဆိုးနဲ့တို့နင်းသက်မဲ့ဆင်ကြီးပေါ်မှာလဲစိတ်မဆိုးနဲ့တို့ရဲ့ကံကြမ္မာပဲအလုံးကဲ မေတ္တာပို့အောင်သေလဲတို့မထူးပါဘူးစိတ်ဆိုးရဲ့တန်းနဲ့မသေးဘူးအလုံးကိုမေတ္တာပို့ပြီးတော့သေခြင်းလဲသေပေစေတော့ဆိုပြီးတော့သူတို့ဟာစိတ်ဓာတ်စင်စင်ကြဲကြဲနဲ့အဲ့လိုမေတ္တာပွားပြီးတော့နေလိုက်ကြတာဆင်ကြီးကအဲ့ဒီပဲချုံးဖွင့်ပြီးတော့နင်းခိုင်းတာမင်းမင်းရဲဘူးတဲ့ကြွေ့သွားဘယ်လိုလွတ်လွတ်မှဆင်ကအဲ့ဒီပဲကိုမသွားဘူးလူတွေနားရောက်ရင်ရှောင်ထွက်သွားအဲ့တော့ဘုရင်ကြီးက ဆင်ကမနှင်းဘူးဆိုတော့အေးလူတွေအများကြီးဆိုတော့ဆင်ကကြောက်တယ်နဲ့တူတယ်ပေါ့ဒီလူတွေအကုန်လုံးဖြာနဲ့အုပ်အုပ်ပြီးလူမမြင်ရရင်တော့နှင်းလို့ရမယ်ဆိုပြီးတော့ဖြာတွေနဲ့အကုန်အုပ်ပြီးတော့တခါနှင်းသက်ခိုင်းပြန်အဲ့ဒါလဲဆင်ကမနှင်းဘူးရှောင်ထွက်ပြီးတော့ပြေးတယ်အဲ့ဒီကြတော့မှဘုရင်ကြီးကအမှုစစ်တယ်လူတွေကိုခေါ်ပြီးတော့နေစမ်းမအောင်မင်းတို့ဘာဖြစ်လို့တိုင်းပြည်မှာ ခိုးစိုးတိုက်ခိုက်မဲ့အလုပ်တွေမင်းတို့လုပ်ချင်တာတော့ဆိုအာမင်းကြီးကိုဘသူလျှောက်တာတော့ဒီစကားကိုရွာစားလျှောက်တာမဟုတ်ပါဘူးကျွန်တော်မျိုးတို့ကလမ်းပန်းဆက်သွယ်ရေးကောင်းအောင်ကုသိုလ်ကောင်းမှုလုပ်ကြတာပါကျွန်တော်တို့ခိုးစိုးတိုက်ခိုက်တဲ့အလုပ်လုံးဝမလုပ်ပါဘူးဒီရွာစားဟာကျွန်တော်တို့စီလာပြီးတော့အရက်သေးစားတောက်စားဖို့နော်အရက်သေးစားတောက်စားဖို့တာငါးတွေ တ်ဖြတ်ပြီးတော့ရောင်းချဖို့ကျွန်တော်တို့လာသွေးဆောင်ဖြားရောင်းနေကျွန်တော်တို့ကဒါကိုငင်းပယ်လိုက်တဲ့အခါသူစိတ်ဆိုးပြီးဘယ်ကြီးစီအခုလို့မဟုတ်မတရားတွေတည်င်းပို့တာဖြစ်ပါလိမ့်မယ်လို့ဆိုဘယ်ကြီးကအဲ့ဒီကြတော့မှအမှုမှန်သိသွားတဲ့အခါမှာအဲ့ဒီရွာသားကိုသူတို့ရဲ့ကျွန်အဖြစ်အခိုင်းအစေအဖြစ်အပ်ပြီးတော့ဒီရွာလည်းပဲသူတို့ကိုပိုင်စားပေးလိုက်တယ်သူတို့နင်းမဲ့ဆင်ကြီးကိုလည်းပဲ တို့စီးဖို့အတွက်ဘယင်ကြီးကဆုလတ်အဖြစ်ပေးလိုက်တယ်လို့ဆိုတာအဲ့ဒါလို့ဒီအဖြစ်ပြက်တစ်ခုကြုံခဲ့တယ်ပေါ့နော်ကောင်းတာတွေကိုလုပ်ခဲ့ကြတာပေါ့တို့ဟာမှန်ကန်တဲ့စိတ်ဓာတ်နဲ့အများအကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်ကြအဲ့ဒါလို့လုပ်တာကုသကောင်းမှုတွေတိုးတက်တိုးတက်ပြီးတော့ဆောင်ရွက်လုပ်ကင်လိုက်ကြတာအများအကျိုးအားကျိုးမှန်တဲ့ကြိုးစားအားထုတ်ပြီးတော့ကုသကောင်းမှုတွေစီးဖို့အားထုတ်တယ် အဲ့ဒီမှာခေါင်းဆောင်လုပ်တဲ့မကဆိုတဲ့လူကသူကသူခံယူချက်ခံယူချက်သူစောင့်တည်ထားတာအဋ္ဌံထားတာသူခုနှစ်ချက်ရှိအလွန်ကောင်းတဲ့အဋ္ဌံချက်တွေပဲလူလောကမှာ သူအဲ့ဒီခံယူချက်တွေကိုသူစိတ်ထဲမှာဆွဲဆွဲမြဲမြဲလိုက်နာကျင့်သုံးတယ်အဲ့ဒီခံယူချက်တွေကဘာလို့ဆိုရင်တသက်လုံးငါမိဘကိုလှုပ်ချွေးမယ်ဟုတ်လားတခုနော် သူ့ရဲ့ခံယူချက်ငါအသက်နဲ့ကိုမြဲသမျှကလပ်ပတ်လို့ငါဘိမာတွေကိုပြည့်စုံဆောင်ရှောက်မယ်ဒါသူ့ခံယူချက်တစ်ခုအဲ့တော့လောကဟာဒီကိုယ်ကိုလူလောကကို လာခွင့်ပေးတဲ့မိဘတွေရဲ့ခြေစူးတရားဆိုတာရှိတာဟုတ်အဲ့ဒီမိဘရဲ့ခြေစူးတရားတွေကိုတုံ့ပြန်ခြေစူးတိတတ်တဲ့ပုဂ္ဂိုလ်အင်းနဲ့ရာသက်ပံ မိဘကိုပြုစုလို့ကျွေးမယ်ဆိုတာသူအဋ္ဌထံပြီးတော့ခံယူထားတယ်။အဲ့ဒါကိုဝတ္တလို့ခေါ်တယ်။ဝတ္တဆိုတာခံယူချက်ကိုပြောတာ။ဒါလုပ်မယ်လို့ခံယူချက်လုပ်ထားတာနော်။ခံယူထားတာ။သီလဆိုတာကြတော့ထိမ့်သိမ်းရှောက်ရှောက်တဲ့အလေးအချင်းတကူလုပ်တာ။ဝတ္တဆိုတာခံယူပြီးတော့ကျင့်သုံးတာ။နောက်တစ်ခုကဘာလို့ဆိုရင်ယာဝစီဝံကုလေစိတ္ထပစာယီဘွေ ဘဝိတ္တဆိုတာကကုလေဆိုတာကိုယ်အမျိုးတဲ့အဆွေထဲမှာနော်ကိုယ့်ရဲ့အမျိုးဆိုတဲ့နေရာမှာဒီတရွာတဲ့တရက်ွက်တဲ့တမျိုးတဲ့နေတာလည်းပဲဒါကိုယ်လူမျိုးချင်းတူရင်အမျိုးလို့ပြောလို့ရတာပေါ့နော်တခါမိမိမျိုးဖမျိုးဟိုဘက်ဒီဘက်တော်တဲ့အမျိုးတွေကိုလည်းအမျိုးလို့ပြောလို့ရတယ်အဲ့ဒီကိုယ့်ရဲ့ လူသားမျိုးနွယ်တွေက အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုဘယ်တော့ဖြစ်ဖြစ်လေးလေးဆဆဆက်ဆံပဲရှားသက်ပံကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်မယုံမသိငါဘယ်တော့မှမလုပ်ဘူးဆိုတာခံယူချက်တစ်ခုနောက်တတိယမြောက်ခံယူချက်ကတော့ဘာလို့ဆိုရှားဝစီဝံတဏ္ဏဝါသောအတ္တစကားပြောလို့ရှိရင်ဘယ်တော့ဖြစ်ဖြစ်ငါရင်ကြီးကြီးပြောမယ်ရိုင်းဆိုင်တဲ့စကားဘယ်တော့မှမပြောဘူးဟောကိုယ့်ကိုယ်ကိုတတိထားတာ ပြောမယ်ဆိုရင်ငါယင်ကြီးကြီးတိမ်တိမ်မွေးမွေးပဲပြောမယ်တစ်သလုံးရိုင်းတိုင်းကြမ်းတမ်းတဲ့စကားမျိုးငါမပြောဘူးတဲ့။နောက်နံပါတ်၄ခံယူချက်ကြတော့ဘာလို့ဆို။ယာဝစီဝံအပိတုနဝါသောအတံ။ယာသက်ပံလူနှစ်ယောက်ကွဲပြားသွားစေမယ့်စကားမျိုးတုံးနဲ့တူမတင့်မတင်ဖြစ်တဲ့စကားမျိုးငါဘယ်တော့မှမပြောဘူး။ဟော။ဒီလို လောကမှာလူတွေကအတို့အရှို့ကလည်းရှိတယ်လေနော်တယောက်နဲ့တယောက်ဟိုအကျိုးလူလားတယောင်ယောင်ဘာယောင်ယောင်နဲ့လူနှစ်ယောက်တွဲတွဲတွဲနေလို့ရှိရင်အဲ့ဒါဝင်ပြီးတော့ဂုံတိုက်တတ်တဲ့ဝါသနာရှိတယ်လူတွေမှာ gossip ဆိုရဲအတင်းဖြင်းပြောတာလည်းရှိမင်းကြားပြီးပြီလားဆိုတာအဆနော်အဲ့ဒါလို့တုံးနဲ့တူမသိမတင်ဖြစ်မဲ့စကားမျိုးငါဘယ်တော့မှမပြောဘူး ကိုယ်နဲ့မဆိုင်တာတွေဘယ်တော့မှဂုံတိုက်တာတွေတို့အတင်းအဖျင်းပြောတာမျိုးတွေငါမလုပ်ဘူးတက်တက်လုံးဒီလိုဆိုတယ်နောက်တစ်ခုကနံပါတ်5ကတော့ဘာလို့ဆိုလဲငါအိမ်မှာနေတဲ့အခါမှာငါတဦးတက်တာစဉ်းစားမှုဆိုရင်မစ္စရိယတရားငါဘယ်တော့မှမထားဘူးနှမျောဝန်တို့ရဲ့စိတ်ငါဘယ်တော့မှမထားဘူးအများနဲ့မြတ်မြတ်တတာပဲခွဲဝေသုံးဆောင်မယ်ဆိုတဲ့စိတ်ဓာတ် မျိုးထားတယ် ဟောနောက်တစ်ခုကျတော့ယာဝစီဝံတစ္ဆဝါဆိုအတ္တနံပါတ်6ကျတော့ငါအသက်ထက်ဆုံးမှတ်နာကိုပဲပြောမယ်ဘယ်တော့မှလိမ့်မယ်ပြောမပြောချင်နေမယ်ပြောရင်တော့အမှန်ပဲပြောမယ်အဲခုခေတ်တော့မူသားမပါလင်္ကာမချောဆိုပြီးတော့နည်းနည်းလင်္ကာချောအောင်တော့မူသားလေးထက်ထက်ပြောလေးရှိကြတယ်ပေါ့နော်မမမကန်လေးတွေထက်ထက်ပြောကြတယ်သူကတော့ဒီလိုမဟုတ်ဘူး ပြောစရာရှိရင်မှန်တာပဲပြောမယ်မမှန်တာဘယ်တော့မှမပြောပြန်သူကဆောင်းရှောက်ထိမ့်သိမ့်ထားတယ်။ဟောနောက်နမခွန်သူ့ရဲ့အကျင့်တရားဘာလို့ဆိုလဲ။အကောဒနောအတ္တရာဝစီုံအကောဒနောအတ္တတသက်လုံးကစိတ်မဆိုးဘူး။အဲ့တော့လူဆိုတာစိတ်မဆိုးအောင်နေလို့ကတခါတရံကျတော့စိတ်ဆိုးစရာကြုံတဲ့အခါမှာစိတ်ကဆိုးသွားတတ်တယ်။စိတ်မဆိုးအောင်နေမယ်လို့ ဟုတ်ပြီစိတ်မဆိုးအောင်တတိထားမယ်တတိလက်လွတ်သွားရင်ဆိုးမိတတ်တာရှိတယ်သူကသူ့စိတ်ကိုသူထိန်းတယ်ငါတက်တက်လုံးစိတ်မဆိုးမိအောင်နေမယ်ဆိုပြီးတော့အကယ်၍စိတ်ဆိုးမိလို့ရှင်လေနော်အဲ့ဒီဒေါသကိုချက်ချင်းဖယ်ရှားပြစ်မယ်ဟာဒီအကျင့်ကိုသူကစောင့်တည်ထားတာနော်ငါစိတ်မဆိုးမိအောင်နေမယ် မတော်တဆလွတ်သွားလို့ရှိရင်လေချက်ချင်းပြေအောင်ငါကြိုးစားမယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့သူ့ရဲ့အကျင့်တွေဟာအလွန်ကောင်းတယ်သူတော်ကောင်းတွေရဲ့အကျင့်ပဲဒါလူတိုင်းလူတိုင်းဟာလိုက်နာကျင့်သုံးနိုင်တဲ့ကုသတရားတွေပဲဒီထဲမှာကြည့်လိုက်ပဲဆိုလို့ရှိရင်ပဿံချမ်းသာမှာလုံနိုင်တဲ့အလို့ဆိုမပါဘူးဒီထဲမှာနော်ကုသဆိုတာလေပဿံချမ်းသာမှာလုံလို့ရတာမဟုတ်ဘူး ယာဝစီယမတပိမတပိတိပရောအတံတသလုံးမိဘကိုပြုစုမယ်ဆိုတာနှိပ်ပေးတာလဲပြုစုတာပဲရေမိုးချိုးပေးတာလဲပြုစုတာပဲနော်စားစရာကြွေးတာလဲပြုစုတာပဲမိဘကိုရှ िख ိုးတာလဲပြုစုတာပဲဒါပြုစုမှုတွေอ่ะအဲ့ဒါတွေပဲနော်ဘယ်လိုနည်းနဲ့ပြုစုပြုစုမိဘကိုပြုစုလဲကိုတတ်နိုင်တဲ့အတိုင်းတာတခုကိုစားတဲ့ထဲကထမင်းတစ်လုံးထဲကဟင်းတစ်ခွက်ထဲမိဘကိုပေးတယ်ဆိုလဲပြုစုတာပဲပေါ့ ကိုတိုင်းတာတခုနဲ့ကိုပြုဆိုတာဆွေတွေမျိုးတွေကကြီးတဲ့ပုံကိုယ်တွေကိုလေးစားတယ်ဆိုတာလေပတ်စံကုန်ကြတာရှိဘူးစကားပြောတဲ့အခါမှာနူးညံ့တိမ်မွေးဆိုတာပြောမယ်ဆိုတာလေအလွန်ကောင်းတဲ့အရာဖရုတဝါစာဆိုတာလူတွေကအလွယ်တကူပြောလို့ရှိကြတယ်တစ်ဖက်သားကကြမ်းတမ်းသွားစေတတ်တဲ့စကားမျိုးဘယ်တော့မှမပြောဘူးတဲ့နူးညံ့တိမ်မွေးဆိုတာပြောမယ်ကိုင်းဝတ်လို့ခေါ်တဲ့ဟာပေါ့နော် ကျင်နာတဲ့စကားမျိုးပဲပြောမယ်ဒီလိုဆုံးလို့ရပေါ့နောက်ဂုံးတိုက်တဲ့စကားလူများတဦးနဲ့တဦးထင်းမြင်လွဲသွားမဲ့စကားမျိုးဘယ်တော့မှမပြောဘူးနှစ်ဦးကြားမှာဘယ်တော့မှဟိုကွက်ပြဲတော့မလုပ်ဘူးဆိုတဲ့စကားနောက်မင်းစရိယတရားကိုယ့်အတွက်သာဆိုတာမစင်စားဘူးအများအတွက်စင်စားမယ်နောက်မှန်ကန်တဲ့စကားဟိုသာပြောမယ်လိမ်မပြောဘူးအေး စိတ်မဆိုးမိအောင်တတိထားမယ်စိတ်ဆိုးမိရင်လည်းချက်ချင်းစိတ်ဆိုးခြင်းဒေါသကိုဖယ်ရှားပြစ်မယ်ဆိုဟောဒီသူတော်ကောင်းအကျင့်တရားတွေကိုသူကစောင့်တည်ပြီးတော့ကျင့်သုံးခဲ့တာအဲ့ဒါဟာကြည့်လေမဘာတိလာထဲမှာလည်းတချို့ပါတယ်ပေါ့သို့တော့သူစောင့်တည်ပြီးတော့ကျင့်သုံးတဲ့ဒီခုနှစ်ခုဟာအောင်းအောင်းမြင်မြင်ဤသူကိုယ်တိုင်အဓိဋ္ဌာန်ပြီးတော့ကျင့်သုံးတာရာသက်ပံသူကြိုးစားအားထုတ်ခဲ့တဲ့အတွက်ကြောင့်တည်တဲ့အခါကျတော့ တော်ရင်သာနတ်ပြည်မှာသူကတခြားနတ်မင်းနတ်မင်းသွားဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုဆိုတာအဲ့တော့ကုသိုလ်ကောင်းမှုဆိုတာလောကမှာပြုเสียရတွေအများကြီးရှိတယ်ပေါ့ပြုเสียရတွေအများကြီးရှိတယ်အခုဒီထဲမှာကြည့်မယ်ဆိုရင်မိဘကိုလှုပ်ကြွေးတာရယ်မစ္စရိယကင်းကင်းနဲ့အိမ်မှာနေတာရယ်ဒီနှစ်ခုပဲအများအတွက်သဘောမျိုးရှိတယ်ပေါ့ကျန်တာတွေကကိုယ့်ကိုထိမ့်သိမ်းတာပဲရှိတယ်ပေါ့ ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းဟာလည်းပဲအများအတွက်ပဲဖြစ်တယ်။တခုစဉ်းစားကြည့်တီလာဆောက်တည်တယ်တီလာဆောက်တည်တယ်လို့ပြောတာဟာမိမိတီလာဆောက်တည်ခြင်းအပြင်အများအတွက်ကိုကနှောက်ရှက်မပေးတော့တာသဘောပဲ။ဘာဘာတီလာစဉ်းစားကြည့်လေပါဏာတိပါဒာဆိုတာတခြားသတ္တဝါတွေကိုဒုက္ခပေးတာပဲမဟုတ်လား။ကိုကပါဏာတိပါဒာကရှောင်လိုက်တဲ့ဖြင့်ဘယ်သတ္တဝါမှကိုကဒုက္ခမပေးတော့ဘူးဆိုအများအတွက်ဘလောက်အကျိုးရှိသွားတာ။ ကိုယ်အတွက်အကျိုးရှိတာထားကုသိုလ်အများအတွက်ကိုယ်လည်းနဲ့ဘယ်သူမှဒုက္ခမရောက်တော့ဘူးအာရိဏဒါနရှောင်လိုက်တာလဲအများစိတ်ဆင်းရဲမှုတွေမဖြစ်တော့ဘာလို့ဆိုပစ္စည်းရှင်ကသူပစ္စည်းပြောင်းရင်စိတ်ဆင်းရဲမှာပဲလေအခိုးခံရစိတ်ဆိုအဲ့တော့အာရိဏဒါနရှောင်လိုက်တဲ့ဖြင့်လည်းပဲအများအတွက်ဖြစ်တယ်ကာမိတုမိစ္ဆာဆရာရှောင်လိုက်တာနဲ့လည်းပဲအများအတွက်ဖြစ်တယ်အောက်လို့တော့ဆိုသူမိသားစုကိုမိသားစုရှိတယ် မတော်မတော်မတရားတွေလုံလို့ရှင်အဲ့ဒီမိသားစုကစိတ်ဆင်းရဲမှာပဲအဲ့တော့ကို့ကြောင့်ဘယ်မိသားစုမှစိတ်မဆင်းရဲရဘူးဆိုကာမိတုမိစ္ဆာဆရာရှောင်းလိုက်ခြင်းအပြင်လေအများအတွက်ချမ်းသာဒုက္ခရစေတယ်ဘုဒ္ဓဝါဒဆိုတာကိုယ့်ကိုယ်လိမ်နာမှမဟုတ်တာလူတစ်ပည်သားဒုက္ခရောက်သွားအောင် မတရားသဖြင့်လိမ်ညာပြီးတော့ပြောဆိုတာအကျိုးစီးပွားပြီးပျက်စီးသွားအောင်လုပ်တယ်ခုနကရွာစားလိုပဲလိမ်လည်ပြီးတော့တိုက်တိုက်ခိုက်တာလေ ဲ့ဒါမျိုးဟာတစ်ဖက်သားအကျိုးစီးပွားပြီးပျက်စီးသွားတယ်။အဲ့ဒါမျိုးကရှောင်ကျဉ်လိုက်တာဟာလည်းပဲအများအတွက်ပဲ။ဟောသူရမေရယဝိရိယစီးပွားမသုံးစားမဲ့နဲ့ရှောင်ကျဉ်ခြင်းဟာနံပါတ်၁ကိုယ့်အတွက်အသိပညာတတ်ပညာတွေစီးပူးဖို့အချိန်တွေရတယ်။စီးပွားဥစ္စာတွေတိုးတက်အောင်လုပ်ဖို့အချိန်တွေရတယ်။ပညာရည်စီးပူးဖို့အချိန်တွေရတယ်။မိမိကိုအကြောင်းပြုပြီးတော့မိသားစု ဟိုជីវွားချမ်းသာလာနိုင်တယ်လူမျိုးနဲ့တိုင်းပြည်ជីវွားချမ်းသာမှုရလာနိုင်တယ်တဦးတယောက်ကောင်းလာလာလို့ရှိရင်လည်းတတိုင်းတပြည်လုံးအတွက်ဂုဏ်ယူစရာဖြစ်တယ်ပေါ့အဲ့တော့ဝိဇေဝါမတော့စားခြင်းအဖြစ်ထွချွန်တဲ့ပုဂ္ဂိုလ်တူဖြစ် ရောက်ရှိပြီးအလုံးကအာဟုရတဲ့ပုဂ္ဂိုလ်တူဖြစ်ကြိုးစားရင်ကြိုးစားသလိုရောက်တော့ဒါလည်းအများအတွက်ပဲလို့ဒီလိုပြောရတယ်အဲ့တော့၅ဘာတိလကစဉ်းစားကြည့်လိုက်လူတယောက်၅ဘာတိလလုံးသဖြင့် သူနဲ့ပတ်ဝန်းကျင်မှာဘလောက်ချမ်းသာသွားလဲစဉ်းစားကြည့်လူတိုင်းလူတိုင်း၅ဘာတိလန်လုံသွားလို့ရှိရင်အိနေတောင်တကားပိတ်ဆရာလုံမှာမဟုတ်တော့ဘူးအားလုံးဟာချမ်းသာသွားမှာတစ်ချိန်တုန်းကလူလောကကြီးဟာရွှေခိလို့ခေါ်ရမယ့်အချိန်မှာတိုင်းပြည်ကိုအုပ်ချုပ်တာဥပဒေတွေဘာမှမများဘူးစัจจမင်းခိဆိုလို့ရှိရင်နော်ဥပဒေ၅ခုတည်းပဲရှိတယ်သူကအဲ့ဒီ၅ခုတည်းပဲလိုက်လံပြီးတော့တတိပေးတာစัจจမင်းကဆုံးမဩဝါဒပေးတာပါလဲ ပါဏောနဟတဘောသူများတဲ့မသားကြနဲ့နော်အဋ္ဌိဏန္ဒာတိတဗံသူများပစ္စည်းမယူကြနဲ့ကာမိတုမိစ္ဆာနသရိတဗာသူတော်ဝသားမယားမပြင်းမကြနဲ့မစ္ဆန်နပတ္တမုတနပဏိတဗာလိမ့်မပြောကြနဲ့မစ္ဆန်နပတ္တဗံမူရစေဝါတွေမတော့စားကြနဲ့မသုံးစားကြဒီ၅ခုတည်းပဲသူ လူသားတွေကိုတတိပေးတာဆုံးမဩဝါဒပေးစัจ जा မင်းကတိုက်ပြည်ကိုအုပ်ချုပ်တာဒါနဲ့ပဲအုပ်ချုပ်သွားတာ ဓာရီကင်းလို့ရှိရင်ဓာရီကင်းလို့ရှိရင်ဒီပြင်ဒူးစလိုက်ပါရှိဦးမှာမရှိတော့ဘူးဒီတရားစဉ်းစားကြည့်လောကမှာရာဇဝမှုတွေဆိုတာဒီထက်အကြီးပဲသွားနာပဲမဟုတ်လားရာဇဝမှုတွေဖြစ်နာလိုက်ကြည့်လိုက်လူသားမှုဆိုပါဏာတိပါဒခိုးမှုဆိုအရိဏာဒါနတွေကခိုးတာဝဲတာလူတာတိုက်ခိုက်တာတွေကိုအရိဏာဒါနအေးစောကားမှုတွေအာရမမှုတွေကာမိတုမိစ္ဆာသရသွားတာလိန်လေမှုတွေမူသဝရသွားတာ ကြံတဲ့ပြဿနာတွေကိုဟိုမူရကသွားနေတာအဲ့တော့ဓာရီရှောင်လိုက်မယ်ဆိုရင်လူလောကကြီးတစ်ခုလုံးဟာဘလောက်အေးချမ်းသွားမယ်လူတိုင်းလူတိုင်းဟာငါးပါးသီလလုံလိုက်ပြီဆိုရင်ဒီကုသိုလ်ဟာအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုဖြစ်ပါတယ်အေးဒါကြောင့်မို့လို့ငါးပါးသီလဆောက်တည်ခြင်းဟာလည်းပဲဘာလို့အများအကျိုးပြုကောင်းမှုပါရမီတစ်ခုပဲဖြစ်တယ်လို့ဒီလိုသဘောပေါက်အောင်မှာဖြစ်တာပေါ့အေးဒါကြောင့်မို့လို့ ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်ရိယဘဟုစနတအထကာမောဟိတကာမောအများရဲ့အကျိုးလိုလားတယ်အများရဲ့စီးပွားကိုလိုလားတယ်အများရဲ့ချမ်းသာမှုကိုလိုလားပြီးတော့လौဒ္ဓမြကောင်းမှုတွေဟာကောင်းမှုပါရမီကုသိုလ်တွေသာဖြစ်တယ်ဒီပါရမီကုသိုလ်တွေဟာဒီပါရမီကုသိုလ်တွေရဲ့အကျိုးတရားကိုလက်ရှိလက်ရှိဘဝမှာပဲဒီကုသိုလ်ကောင်းမှု ပတ်ဝန်းကျင် အများဟာအကျိုးခံစားကြရတာဖြစ်တယ်။အဲ့ဒီခံစားမှုကိုကြည့်ပြီးတော့ဝန္တာပိတိဖြစ်ရခြင်းဟာလှူရတဲ့ပုဂ္ဂိုလ်เนาะဆောင်ရွက်ရတဲ့ပုဂ္ဂိုလ်တွေဟာလုံလောက်တဲ့အကျိုးပဲဖြစ်ပါတယ်။တခြားအကျိုးဆိုတာတဘာဝတရားရဲ့တုံ့ပြန်မှုတိုင်းเนาะကလျာဏကာရီကလျာဏံပါပကာရီစပါပကံကောင်းတာလုပ်ရင်ကောင်းကျိုးလာတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးလာတယ်တည့်ရပင်ဆိုင်ရင်တည့်ရသီးသီးမယ်ဆိုတဲ့ဏိယမသဘောတရားအတိုင်းပဲ။ ကောင်းတာဟာကောင်းကျိုးရောက်လာတာဟာကံတရားရဲ့အကျိုးများတာဖြစ်တယ်မိမိအနေနဲ့မျှော်လင့်နေဖြစ်စေမျှော်လင့်နေဖြစ်စေကောင်းကျိုးချမ်းသာတွေဟာသူ့အလိုလျောက်အကြောင်းတရားလုပ်လို့ရှင်ကျိုးတရားရလာမှာပဲလို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့အများအကျိုးပြုကောင်းမှုပါရမီများကိုကြိုးစားပြီးတော့အားထုတ်နိုင်ကြပါစေကုန်သတည်း 没得不要，大德王娘说，闭眼光，闭眼光，刹那间忘记，刹那间忘记，大德王娘说，闭眼光，闭眼光，刹那间忘记，刹那间忘记，没得意见，没得意见，总爱想。 Vinyan Javadi Vitayi Jam Tungapsham Vinyan Javadi Tessi Jamma Sichana Duya Sanda Jivadi Tessi Jamma Tessi Jamma ိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဖွန်လန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရတိတပိတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့် သဗ္ဗိတံကျင့်မဲ့ဥဒ္ဓုံလုံးစုံများစွာတတ္တဝါတို့၏မနောတရသည်မြင်မြဖြူစင်အကြည်လင်းသည်ရေစင်ပြည့်စင်စိတ်နှလုံးတည်ဟုသော ရေအိုင်ဤအတွင်း၌ဒုက္ခပင်သာစင်ထာဝရဤမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည် ဖုံးလန္တာဝန္တာရွှေမြူဝုံမုံလူလျက်ကျင်းနူးပွဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ပြီ ုကန္တကလေးအောင်လေးတဲ့ရောရှက်တင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့တွေ့ໃຈလိုက်၍နေကြပါစေကုန်တည်း